တင်ဆရာဝင်နဲ့တွေ့ဖို့သွားတဲ့အခါဖဖအရေးအတွက်ကိုမကြားရင်တင်မူဖစ်လို့ခေါ်တဲ့အရာကိုမြင်ရတဲ့အစီရင်ခံစာကိုရရှိပါတယ်။ကွန်ဖက်ဆိုတာအဖြူရောင်သွေးခွန်ရေးအတွက်ရဲ့အတူကောက်ပုံစံမှာဒါကတော့အဖြူရောင်သွေးခွန်တွေကတင့်ခန္ဓာကိုယ်ရဲ့ကာဗိုရေးစနစ်တွေပါ တင့်မှာယောဂကုသမှုရှိတဲ့အခါအဖြူရောင်သွေးခွန်တွေမျိုးမျိုးသောအမျိုးအစားတွေကသွားပြီးအဲ့ဒီယောဂတွေကိုတိုက်ခိုက်ပါတယ်။တင့်မှာထိခိုက်မှုရှိရင်ဒုက္ခတို့မဟုတ်အဖြူရောင်သွေးခွန်တွေကအဲ့ဒီထိခိုက်မှုကိုတိုက်ခိုက်ပါတယ်။ဒါကြောင့်အဖြူရောင်သွေးခွန်တွေကရောင်ရမ်းမှုရဲ့အမှတ်အသားဖြစ်ပြီးယောဂကုသမှုကြောင့်ဖြစ်နိုင်တယ်လို့ထိခိုက်မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။တင့်ကအရေးအတွက်ကိုမြင့်တက်နေပြီးအခြားရှိရင်တင့်မှာယောဂတစ်ခုခုကိုတည်ဆောင်နေတယ်ဆိုတာတိုက်ရိုက်ဆိုလို့နိုင်ပါတယ်။ဥပမာတင့်မှာအနှဲငယ်သော virus ယောဂရှိရင်ဥကအရေးအတွက်ကတတ်နိုင်တယ်လို့မတတ်နိုင်လည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့တင့်မှာအဆိုးဝါးတဲ့ bacteria ယောဂရှိရင်ဥပမာ appendix ကယောဂအလွန်ဆိုးတဲ့အခါဥက အရေးအတွက်ကပုံမှန်အားဖြင့်မြင့်တက်နေပါလိမ့်မယ်။ဒါကြောင့်ဟောပြအရေးအတွက်ကအခြေခံအားဖြင့်သိခန္ဓာကိုယ်မှာယောဂတစ်ခုခုရှိတယ်ဆိုလာကိုဆိုလိုပါတယ်။ဒါကဘယ်ယောဂလဲဆိုတာမပြောပြနိုင်ပြီမဲ့ကျွန်တော်တို့မြင်ရတဲ့အစစ်နဲ့အခြေအနေကိုခံမနိုင်ပါလေ။အစစ်ညင်ရင်ဘက်တီးရီးယားယောဂကိုဖော်ပြပြီးအစစ်နဲ့ရင်ဗိုင်းရပ်စ်ယောဂဖြစ်နိုင်ခြေကိုဖော်ပြပါတယ်။တခါတလေဦးစားအရေးအတွက်အလုံးမြင့်တက်ရင်တွေးကင်စာဖြစ်နိုင်ခြေကိုဖော်ပြနိုင်ပါတယ်။ရှင်းလင်းမှုမရှိတဲ့ကူဖြာအရေးအတွက်အနည်းငယ်မြင့်တက်ခြင်း20000 30000 40000ဆိုရင်တွေးကင်စာဖြစ်နိုင်ခြေကိုဖော်ပြနိုင်ပါတယ် ပုံမှန်ဘူးပဲအရေးအတွက်က၄ထောင်မှ၁၀ထောင်တွင်းရှိပြီးအတော်လေးမတည်ငြိမ်ပါ၂ဆက်တိုက်သို့မဟုတ်၃ဆက်တိုက်ပြီးကသွေးစစ်ဆေးမှုကိုလုပ်ရင်၂ရက်အတွင်းတစ်ထောင်မှ၁၅၀၀အထိကွာခြားမှုကိုမြင်ရနိုင်ပါတယ်အ мян ကျေရီကိုပဲအရေးအတွက်ကိုစစ်ဆေးရင်ဘုရားအရေးအတွက်မြင့်တက်တာကိုမြင်ရနိုင်ပါတယ်ဒါကြောင့်၂ဆက်တိုက်တွေးရည်အတွက်သို့မဟုတ်ခုပြီးအရေးအတွက်ကကွာခြားတဲ့ရလဒ်တွေကိုပြတ်တောက်ရင်လည်းပုံမှန်တွင်းရှိနေသေးတယ်ဆိုရိမ်မနေပါနဲ့